ရမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်မဲစင်းမှန်ကန်ရေးလုပ်ငန်းညှိနှိုင်းရေးအစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးရန်တရေထိခိုက်ဆုံးရှုံးနိုင်ခြင်းရွှတ်ချရေးနှင့်အထိမ်းအမှတ်အခမ်းအနားတက်ရောက်ကြီးမြတ်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။2025ခုနှစ်ဒီဇင်ဘာလတွင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပတော်မူဖြစ်၍လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲဖြစ်ရန်နှင့်ပြည်သူများလွတ်လပ်စွာမဲပေးနိုင်ခွင့်ရရှိရေးအတွက် အောက်တိုဘာလ23ရက်နေ့နဲ့9နာရီကမဲစင်းမန်ကန်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံအစည်းအဝေးခန်းမ၌ကျင်းပခဲ့ပါတယ်။လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကရှမ်းပြည်နယ်အတွင်းရွေးကောက်ပွဲအပိုင်း1တွင်မြို့နယ်12မြို့နယ်၌ကျင်းပမည်ဖြစ်ပါကြောင်းပထမကြိမ်မဲစင်းကတ်ချင်းကိုစက်တင်ဘာလ30ရက်မှအောက်တိုဘာလ23ရက်နေ့ထိကတ်ထားပြီးဖြစ်ပါကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်မဲစင်းများပုံမမှန်ကန်စေရေးနိုင်ငံသားမဲပေးပိုင်ခွင့်ရှိသူများမကြံရှိစေရေးမဲစင်းရင်းတွင်မပါဝင်သင့်သူများ မပါဝင်ရေးတို့အတွက်ဆောင်ရွက်ရန်ရှိသည့်ကိစ္စရပ်များဆောင်ရွက်နိုင်ရန်မဲစင်းကတ်ထားခြင်းအားအောက်တိုဘာလ20ရက်နေ့ထိခုနှစ်ရက်ထပ်မံတိုးမြင့်ကတ်ထားပေးရန်ထုတ်ပြန်ကြေညာထားပါကြောင်းစန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများအနေဖြင့် မဲစင်းရင်တွင်မပါရှိပါကပုံစံသုံးဖြင့်လျှောက်ထားနိုင်ကြောင်းမဲစင်းရင်တွင်မပါဝင်သင့်သူများပါနေပါကပုံစံလေးဖြင့်ကန့်ကွက်နိုင်ကြောင်းပြည်သူများမဲစင်းလာရောက်ကြည့်ရှုပြီးဆောင်ရွက်ရန်ကိစ္စများဆောင်ရွက်နိုင်ရန်တက်ဆိုင်ရာမြို့နယ်ရက်ွက်ကြီးရွာကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၏အခမ်းကဏ္ဍသည်အရေးကြီးပါကြောင်းစန္ဒမဲပေးပိုင်권ရှိသူများမဲစင်းရင်တွင်ကြံရှိမှုမရှိစေရေးမဲပေးပိုင်권မရှိသူများ မဲစင်းရင်တွင်ပါဝင်မှုမရှိစေရနှင့်မဲစင်းမှန်ကန်ရေးအတွက်မြို့နယ်ရက်ွက်နှင့်ကြေးရွာကော်မရှင်အဖွဲ့ခွဲများမှတာဝန်ရှိသူများကစနစ်တကျစီစစ်ခြင်းညှိနှိုင်းပေါင်းဆက်ဆောင်ရွက်ခြင်းများကိုအလေးထားဆောင်ရွက်ကြရန်မှာကြားလိုကြောင်းလွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲဖြစ်ရန်အတွက်မဲစင်းမှန်ကန်ရေးသည်အရေးကြီးပါကြောင်းရွေးကောက်ပွဲနှင့်ဆက်လျင်း၍ ပြည်သူလူထုမှသိရှိလိုသည်များမေးမြန်းနိုင်ရန်ကောစင်တာများဖွင့်လှစ်ဆောင်ရွက်ပေးထားပြီးဖြစ်ပါကြောင်းပြည်သူလူထုများမှရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့်ဆက်လင်း၍သိရှိလိုသည်များကိုမေးမြန်းလာပါက ရှင်းလင်းတိကျစွာဖြေကြားပေးရန်လိုအပ်ပါကြောင်းလာမည့်ရွေးကောက်ပွဲတွင်မဲပေးပိုင်ခွင့်ရှိပြီးမဲပေးရန်အရေးချင်းနှင့်ကိုက်ညီသည့်ပြည်သူများမဲလာရောက်ပေးနိုင်ရေးအတွက်အသိပညာပေးစည်းရုံးဆောင်ရွက်ရန်လိုအပ်ပါကြောင်း ရွေးကောက်ပွဲကြိုကာလတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုအလေးနဲ့ထားပြီးမြင်းမြန်းဆန်းဆန်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။ထို့နောက်ရှမ်းပြည်နယ်လုံခြုံရေးနှင့် နေဆက်ရေးရဝန်ကြီးနှင့်ပြည်နယ်ဆိုးရဖွဲ့အတွင်းရေးမှူးတို့ကလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို၎င်းမဲစင်းမန်ကန်ရေးစနစ်တကျစီစီရေးကိစ္စရပ်များနဲ့ဆက်လင်း၍၎င်းရှမ်းပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ဦးစီးမှုကမဲစင်းဆိုင်ရာညွှန်ကြားချက်များနှင့်ဆက်လင်း၍၎င်းရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းမှကမဲစင်းဆိုင်ရာကိစ္စရပ်များညွှန်ကြားချက်များနှင့်ဆက်လင်း၍၎င်းဆွေးနွေးတင်ပြကြပါသည်။ယင်းနောက်စီဝေးသို့တက်ရောက်လာသည့်တက်ဆိုင်ရာပြည်နယ်ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှဆွေးနွေးတင်ပြကြပြီး အထွေထွေဆွေးနွေးကြကပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည့် ရှမ်းပြည်နယ်အစိုးရရုံးတွင်2025ခုနှစ်အထွေထွေရွေးကောက်ပွဲကောစင်တာဖွင့်လှစ်ထားရှိမှုအားကြည့်ရှု၍လိုအပ်သည့်များကိုဖြည့်စွက်မှာကြခဲ့ကြောင်းသိရှိရပါသည်။ထိုမှတစဉ်မြို့တော်ခမ်းမ၌ကျင်းပသော2025ခုနှစ်အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြင်းချွတ်ချရေးနှင့်အထိမ်းအမှတ်အခမ်းအနားသို့ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်တက်ရောက်အမှာစကားပြောကြရာ ငလင်ကြောက်ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွေ့နိုင်ငံတော်အစိုးရအနေဖြင့်ဘေးသင့်ပြည်သူအများအတွေ့၄၀နှစ်ဒသမ3.6ဘီလီယံကျော်တည်ဆုံးတန်ရာရသူများအတွေ့1605ဒသမ5.8ဘီလီယံကျော်ထိခိုက်ပျက်စီးနေအိမ်ပေါင်း9140လုံးအတွေ့နေအိမ်များပြန်လည်တည်ဆောက်ရန်ငွေသားချက်1605ဒသမ5.8ဘီလီယံကျော်နဲ့အိမ်ဆောင်ပစ္စည်း၅မျိုးအတွေ့တန်ဖိုးငွေချက် 1800ဘီလီယံကို ထောက်ပံ့ပေးအပ်ခဲ့သည့်အပြင်ဌာနဆိုင်ရာယုံများ ဝန်ထမ်းအင်အားများနှင့်စာသင်ကျောင်းများအတွေ့ယာယီကွန်တိန်နာ9530လုံးယာယီနေအိမ်3096လုံးနှင့်ယာယီစာသင်ဆောင်64လုံးစောက်လုပ်ပေးခဲ့ပြီးပြည်လဲထူထောင်ရေးလုပ်ငန်းများကိုလည်းရာနှုန်းပြည့်ညီပါပြီးစီအောင်အမြန်ဆုံးစီမံခန့်ခွဲဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်းရှမ်းပြည်နယ်အနေဖြင့် 2024-2025ဘဏ္ဍာနှစ်အတွင်းတဘာဝဘေးရန်တွေဖြစ်ပွားမှုအကျိန်ပေါင်း160ကျိန်တွင်အိမ်ထောင်စုပေါင်း2260 6လူဦးရေ6952ဦးဘေးဒုက္ခတွေ့ကြုံခဲ့ရပြီးဘေးဒုက္ခတွေ့ကြုံခဲ့ရပြီးထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည်ကိုပြည်내ဘေးရန်တွေဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ မှတ်တမ်းအချက်အလက်များအရသိရှိပါကြောင်းပြောကြားခဲ့ပါတယ်။ယင်းနောက်2025ခုနှစ်အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေရှုတ်ချရေးနှင့်အထိမ်းအမှတ်စာရေးစာကုန်းပြိုင်ပွဲတွင်စုရရှိသည့်ကျောင်းသားကျောင်းသူများပြည်내ဝင်ကြီးချုပ်ဦးအောင်အောင်ပြည်내တရားလွတ်တော်တရားသူကြီးချုပ်ဦးတန်းဦးလွင်တို့ကစုများချီးမြှင့်ပေးအပ်ကြပြီးကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဦးတုံးဝန်လွာတရင်စကားရုတ်တံ ဗီဒီယိုမက်ဆစ်ကိုပြသခဲ့ပါတယ်။ထို့နောက်ပြည်내ဝင်ကြီးချုပ်နှင့်တာဝန်ရှိသူများကတက်ရောက်လာသူများအားယင်းနီနီနှုတ်ဆက်၍ခမ်းမတွင်ခင်းချင်းပြသထားသောတဘာဝဘေးအသိပညာဘေးပြကန်းများကိုလှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါတယ်။ယင်းနောက်ညောင်ရွှေမြို့နယ်ကြော့မောင်ငယ်ကြီးရွာတွင်ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှမိုးစဘာစံကွက်ရိတ်သိမ်းပွဲနှင့် လေတီးထက်စီနေကြမျိုးစေ၊တွင်းအားစုထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတို့ရှမ်းပြည်နယ်ဝန်ကြီးချုပ်ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများကတက်ရောက်ကြပါသည်။အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကရှမ်းပြည်နယ်သည်စပါအစိထုတ်ပြောင်းစီထွက်သီးနှံများဖြစ်သည့်မြေပဲနှမ်းနေကြစီမုံညင်းပန်းနံပဲမျိုးစုံဖြစ်သည့်ပဲပုံပဲဒီစိပဲစင်းကုံသီးနှံများအပြင်ကော်ဖီလက်ဖက် ထောဘတ်မဂရေမီယာစသည့်ဒီနယ်များကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့်ပြည်နယ်တစ်ခုဖြစ်ပါကြောင်းစဘာဒီနယ်အနေဖြင့်နှစ်စဉ်ဧက12သိန်းကျော်စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီးလေစဘာဧက6သိန်းကျော်ရာစဘာဧက4သိန်းကျော်နှင့် တောင်ရာစဘာဧက2သိန်းခန့်စိုက်ပျိုးလျက်ရှိပါကြောင်း2025-2026ခုနှစ်တွင်မိုးစဘာဧက12သိန်း9000ကျော်စိုက်ပျိုးနိုင်ခဲ့ပြီး နှွေစပားဤက3000ကျွဲစိုက်ပျိုးနိုင်ရန်ရထားဆောင်ရွက်လျက်ရှိပါကြောင်းညောင်ရွှေမြို့အနေဖြင့်မိုးစပားဤက14000ကျော်စိုက်ပျိုးထားရှိပြီးနှွေစပားဤက14000ကျော်စိုက်ပျိုးရန်ရထားဆောင်ရွက်လျက်ရှိသည်ကိုသိရှိရပါကြောင်းရှမ်းပြည်နယ်စိုးရအဖွဲ့အနေဖြင့်ပြည်내တွင်ရှိတောင်သူများလိုအပ်သောမျိုးစေ့နှင့်သွင်းအားစုများကိုရန်မုံဝင်ရရှိမှုပေါ်မူတည်ပြီးကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက်ပြည်내စိုက်ပျိုးရေးဦးစီးဌာနပြည်내ဦးစီးမှုဦးချိုနိုင်တော်ကမျိုးစေ့နှင့်တွင်ရစုများပေးအပ်ရခြင်းနှင့်ဆက်လင်း၍ရှင်းလင်းပြောကြားပြီးပြည်내ဝန်ကြီးချုပ်ဦးအောင်ပြည်내ဝန်ကြီးများနှင့်တာဝန်ရှိသူများကမျိုးစေ့နှင့်တွင်ရစုများပေးအပ်ရာတောင်သူအသီးသီးမှလက်ခံရယူကြပြီးတောင်သူများကိုစားတောင်သူဦးမဲကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်။ယင်းနောက်တက်ရောက်လာကြသည့်တောင်သူများမှာ လိုအပ်ချက်အခက်အခဲများကိုတင်ပြဆွေးနွေးကြရာပြည်내ဝန်ကြီးချုပ်ကသက်ဆိုင်ရာဌာနများနဲ့ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပြီးပြည်내ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်တောင်းသူများရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်းသိရှိရပါသည်ခမညာ